အားလုံးပဲမင်္ဂလာပါဘာမီချက်စီ YouTube channel ဖြစ်ပါတယ်ဆိုတော့မနေ့ကညကကစားသွားခဲ့ကြတဲ့စပါးတင်တဲ့ချက်စီတင်တို့ရဲ့ပွဲစဉ်တွေပတ်သက်လို့အာဝဲပြီးတုံးတဲ့ချက်ဖြစ်ပါတယ်ဆိုတော့ဒီပွဲတမှာချက်စီတင်ကစပါးတင်ရဲ့အိမ်ခွေအဝေးခွေမှာတွားရောက်ကစားခဲ့ရပြီးတော့တကုတ်ကွန်းရှိဆိုတဲ့ရလတ်နဲ့အနိုင်ရရှိခဲ့ပါတယ်ဆိုတော့ဒီနိုင်ပွဲကချက်စီတင်ရဲ့ကာလမတွေရဲ့တူချင်းအဲဆွမ်းဆောင်ရေးကောင်းမှုမှုတွေနောက်အတင်းလိုက်ဆွမ်းဆောင်ရေးကောင်းမှုမှုတွေကြောင့် ဒီနိုင်ပွဲကိုရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနိုင်ပွဲမှာအာချက်စီတင်တွက်တလုံးတည်းတော့အနိုင်ကိုကိုတွင်းယူပေးခဲ့တဲ့သူကဒါတိုက်စင်မှုဂျာအိုပဲဆိုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အာပွဲထွက်လူစင်းကနေစပြီးတော့ပြန်ပြီးတော့ပြုတ်ကြည့်ရရအောင်ပါချက်စီတင်ကပွဲထွက်လူစင်းမှာ၄နှစ်၃နှစ်ဆိုတဲ့ formation နဲ့ပွဲထွက်လာခဲ့ပြီးတော့ဒါဒါကိုလိုမန်နီယာမှာဆန်းချက်ဒါနောက် right back လေး right back မှာမာလူကူစ်တို့ left back မှာကူကူရလာလဲ့ အာဖူဘနာချာလိုဘက်ဆိုရဲအဲခက်စလေးယောက်တည်းနဲ့ဘွက်ထွက်လာခဲ့တယ်သူတို့ရဲ့ရှင်းပါတပည့်ပေပေါ်နှစ်ယောက်အနေနဲ့အာရူစီဂျိန်းနဲ့မွိုက်ဆိုက်ကန်စီတို့တို့ဘွက်ထွက်လာပြီးတော့သူတို့ရှိ၃ယောက်တည်းမှာတော့အန်ဂူဖာနဲ့တော့ကလမတန်ရိုးနဲ့ဂါနာချိုနဲ့တူတောင်းမဲ့နှစ်ဖက်နဲ့တူအာထောင်တိုက်စစ်အနေအမှာတော့ဂျာအိုဘက်တိုကဘွက်ထွက်လာခဲ့ပါတယ်ဆိုတော့ချက်စီသင်းကဝန်တဘောအခြေအနေတွေမှာဆိုလို့ရှိရင်ဒါကီပါကနေပေးတဲ့တိစပြီးတော့ ောင်မန်ဒီစီကိုဘောလုံးသွားတယ်တောင်မန်ဒီကနေမှတစ်စက်အဲအတွင်းတဲကိုအာထပ်ပြီးဖြိုးပေးတဲ့ပုံစံဒီအလင်းတင်တယ်လို့ကစားသွားခဲ့ပါတယ်အဲအော်ဒါဘောချင်းနေဒီမှာဆိုလို့ရှိရင်တော့တစ်သိန်းလုံးရဲ့ချက်စီးသိန်းရဲ့ဒီနိုင်ပွဲဖြစ်ရခြင်းရဲ့အဓိကအကြောင်းတရားကဒီတင်း pressing ပါဒီတင်းတင်း light press လို့ပုံကောင်းမှုတကယ်စုစုစီစီကြည်ကြည်လေးလေးနဲ့ တယောက်ကြားတယောက်နဲ့တယောက်ဟာကွယ်မရှိဘဲနဲ့ဒါ press လုပ်နိုင်ခဲ့တာကြောင့်စပါတဲရဲ့ဘေးရက်တွေကအမြဲတမ်းအခက်အခဲဖြစ်တယ်ဒါအပြင်တော့မှစပါတဲကသမားတွေဘောလုံးကိုင်ထားတဲ့အချိန်တွေမှာဆိုလို့ရှိရင် Chelsea တင်းရဲ့ကသမားတွေကချက်ချင်းဆိုလိုအတင်းဝင်အတင်းဖြတ်တီးကစားသွားခဲ့တယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာအထူးကြီးကျူရမှာက Mike Scansey တို့ဖြစ်ပြီးတော့တပွဲလုံးမှာဒါမိနစ်90လုံးကိုအဆုံးနှလုံးနဲ့ကစားသွားတယ်လို့ကစားသွားနိုင် ကစားသွားပြပြီးတော့ ဂျာဘတ်တို့တွင်းသွားခဲ့တဲ့ဦးဆောင်ကိုလည်းသူ့ရဲ့ aggressive press ကနေပြီးတော့ဒါသူကိုယ်တိုင်16ပေါင်တဲ့အဲ16ကိုက်ပေါင်ထဲကိုဆွဲဝင်နဲ့နောက်တော့ပေးမှရှိတဲ့ဂျာဘတ်တို့ကိုပေးခဲ့တယ်။ဒီအလုံးကိုလည်းဂျာဘတ်တို့ကအမားရမရှိအဆုံးသက်သွားနိုင်ခဲ့တယ်ဆိုတော့ဂျာဘတ်တို့တယောက်အတွက်လည်းဒါရှစ်ဝဲဆက်ကိုဘောက်ပျောက်ဆုံးမှုကိုရပ်တန့်နိုင်ခဲ့တာဖြစ်တယ်။ဒါဒီနေ့ပွဲစဉ်မှာတကယ်တော့ဂျာဘတ်တို့ကအခုထပ်ပို့ပြီးတော့ဂိုးရခဲ့တင်တာ။ဆိုတော့အလဲဆုံးတော့ hat trick လောက်အထိကိုသူ့အနေနဲ့ ရခဲ့တင်တာပေါ့နော်ဒါပေမဲ့ဒါကိုတပတ်ကိုလမရဲ့လက်စွမ်းပြကောက်ွယ်မှုတွေကြောင့်အသူအနေနဲ့တကူကူမရှိဆိုတဲ့ရလန့်နဲ့တော့အခြေနေခဲ့ရတာဖြစ်တယ်အဲတွင်ကူတကူတာရရှိခဲ့တာဖြစ်တယ်ဆိုတော့ဘာပဲပြောပြောပါဒီနိုင်ပွဲကချက်စီးသင်းရဲ့အသင်းသားတွေအားလုံးရဲ့ရေကုန်ရေကန်စူးစမ်းအားထုတ်မှုကြောင့်ဒီနေ့နိုင်ပွဲတစ်ခုကိုရရှိခဲ့တာချက်စီးသင်းကစပါအသင်းကိုတော့အဖက်ဖက်ကညီပြီးတော့ဖိအားပေးအကာအသီးရယူပြီးတော့ကစားသွားနိုင်ခဲ့တယ် ဒါပြောတော့မှကျွန်တော်တို့ချီးကျူးရမယ့်ကာသမားလို့ဆိုလို့ရှိရင်ရမိုက်ဆက်ကန်စီတို့လို့ရှိမယ်။နောက်ဒါနတ်တူဆိုနတ်တူဆိုလို့ရှိရင်လည်းသူ့ရဲ့တောင်ပန်ကဒါတိုက်စစ်ပိုင်းမှာအရင်ကြီးအလုံးမဖြစ်ခဲ့ပေမဲ့လည်းဒါအသင်းရဲ့ကစားကွက်ထဲမှာတော့နတ်တူကအဲအတော်လေးအရေးပါထိရောက်ခဲ့တဲ့အထူးသဖြင့်သူ့ရဲ့အရှိနောက်တက်စင်ကစားတဲ့ပုံစံလေးကြောင့်ဝက်ကစားချိန်မိနစ်90လောက်မှာသူ့အနေနဲ့ဒါကစားကုန်ခန်းပြီးတော့ကြွတ်တက်တဲ့အထိကိုရောက်ပြီးနောက်ဆုံး လူစားလဲလိုက်ရတဲ့အထိကိုသူအနေနဲ့ရေကုန်ရေကန်ညှစ်ထုတ်ပြီးတော့ကစားသွားပြီးခဲ့တယ်။ဒါကာနာချိုဆိုလို့ရှိရင်လည်းအစောပိုင်းမှာသူအနေနဲ့အရန်ကြီး performance ထွက်အောင်မကစားနိုင်ခဲ့ပေမဲ့လည်းထိုက်တင်းတလောက်တော့သူအနေနဲ့ကစားပြနိုင်ခဲ့တယ်။သူတဖြစ်တော့ကွင်းလင်နဲ့နောက်နောက်ခံလာလာမတွေကိုချီးကျူးရမှာဒါပြင်ကိုသူမဆန်းချက်ကလည်းဒီနေ့ပွဲစဉ်မှာကိုဘကိုဘကာကွယ်မှုတချို့ ဂိုးဘောက်ကာကွယ်မှုတစ်ချိန်လုပ်နိုင်ခဲ့တယ်။အဲ့ဒီတစ်ချိန်ကလည်းဆပါသင်းရဲ့မိနစ်90လုံးမှာတစ်ချိန်တည်းတော့ရတယ်ဂိုးဘောက်တဲ့ကန်သွင်းချက်ဖြစ်တဲ့ဒါကိုကာကွယ်သွားနိုင်ခဲ့တယ်။ဒါအပြင်သူ့ရဲ့ဒီနေ့ဘောလုံးပေးဖို့မှုတွေဒါ short pass တွေနောက် long pass တွေကလည်းထိအောင်မှုရှိခဲ့တယ်။နောက်ကန်တင်ကာသမားတွေဖြစ်တဲ့ဒါဖိုဝါနာဆိုလို့ရှိရင်အဲ့တော့အများအားဆဲဆိုနေရတဲ့ကသမားကဒီနေ့ပွဲစဉ်မှာချာလိုပါနဲ့အတွင်းကြီးကစားပြသွားနိုင်ခဲ့တယ်။အဲဒါပြင်မာလူကူစတိုက သူ့ရဲ့ နေရာမှန်မှပြန်ပြီးကစားခဲ့ရပြီးတော့သူကိုယ်တိုင်လည်းလက်စစ်လိုက်ပါမှုတွေနောက်ခန်းစစ်ကာကွယ်မှုတွေမှာလည်းတော်တော်လေးကောင်းမွန်ခဲ့တယ်။အမကူကူရလာအနေနဲ့ကူရက်ကိုဒါဒီနေ့ဝက်သက်မှာအိတ်ကက်တဲ့ထည့်ထားနိုင်တဲ့အထိအမကူကူရလာလည်းခြေစွမ်းပြပြီးတော့ကောင်းမွန်ခဲ့တယ်ဆိုတော့နီးပြကလည်းလိုအပ်တဲ့လူစားလဲမှုတွေကိုလုပ်နိုင်ခဲ့ပြီးတော့ချက်သီးအသင်းသားတွေအားလုံးချက်သီးတသိန်းလုံးကချက်သီးသင်းနဲ့ဆိုင်တဲ့လူတွေအကုန်လုံးကဒီနေ့ပွဲစဉ်မှာနိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်သက်တည်းကို နိုင်ဝင်နိုင်ရမယ်ဆိုတဲ့စိတ်သက်တည်းနောက်ဒါဒီနိုင်ပွဲအတွက်သူတို့ရေကုန်ရေကန်စ조사အားထုတ်ခဲ့တာတွေကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဆိုတော့ဒီနိုင်ပွဲကြောင့် Chelsea တင်ကလက်ရှိတော့အမတ်ပေးစရာရဲ့အဆင့်၅မှာတိုပီတီအမတ်တီကတော့အရန်ကွာတဲ့အချင်းလေးမျိုးတော့မဟုတ်ဘူးအဲဒီပွဲပြီးတော့လာမယ့်ဂျားရဲ့မှာ Chelsea တင်ကကွာရာဘက်အသင်းချန်ပီယံလိပွဲစဉ်ဖြစ်ကွာရာဘက်အသင်းရဲ့အိမ်ခွင်မှာနောက်ထပ်အဝေးခွင်ပွဲစဉ်နောက်တစ်ခုကိုတွားပြီးတော့ကစားရပါဦးမယ်ဆိုတော့ ကွာရာဘတ်အသင်းနဲ့ပွဲစဉ်ပွဲကြိုသုံးသက်ချက်နဲ့လို့ကျွန်တော်တို့ပြန်လည်အဆုံးထွက်ကြပါမယ်ဆိုတော့စပားအသင်းနဲ့ချယ်ဆီအသင်းတို့ပွဲစဉ်ပွဲပြီးသုံးသက်ချက်ကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အာကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုလို့ရှိရင်လည်း like and subscribe လေးလုပ်ထားပေးခဲ့လို့ရပါတယ်